lawa wow. she ပရိသတ်တွေအားလုံးအတွက်ခေတ္တပြုံမီအစီအစဉ်တင်ဆက်ပေးတော့မှာပါခေတ္တပြုံမီအစီအစဉ်မှာတင်ဆက်ရေငွေပါရင်ခိုင်ချိုးတွေကဒီကနေ့မှာဘဟုကတရရှိစီမဲ့အကြောင်းအရာမျိုးစုံကိုပရိသတ်တွေအတွက် ပြပြပြီးတော့တင်ဆက်ပေးအောင်မှာပဲဖြစ်ပါတယ်အခုအရင်ဆုံးသတင်းလေးတွေပြပြပေးရမယ့်အချိန်တော့ခိုင်ချိုးသတင်းလေးတစ်ခုဖတ်ထားတယ်ဒီသတင်းကဘာလဲဆိုတော့ဟိုရုပ်ဈေးကွက်တန်းမှာရှိနေတဲ့စီရီနဲ့ပတ်သက်တဲ့သတင်းပေါ့နော်ဒီရောင်းတော့ထားတဲ့စားသုံးစုစားသုံးစီတွေကဆိုဈေးကွက်တန်းမှာအများပြားပဲရှိကြတယ်အဲ့တော့အဲ့ဒီစီတွေကလည်းဒီလောက်အေးအေးယူနေကြတဲ့ကလည်းရောင်းနေတော့မယ်နော်အဲ့တော့အခုဆို ရှင်ရောင်းရင်ထောင်တန်၃နှစ်အထိပြစ်ဒဏ်ချမှတ်နိုင်တယ်တဲ့အဲ့တော့ကောင်းတယ်ပဲပြောအောင်ပါမယ်ဒီလောက်ဒီထိထိရောက်အရေးယူလိုက်တာပေါ့နော်ထုတ်လုပ်သူရောရောင်းချသူရောနှစ်ဦးစလုံးကိုအရေးယူမယ်လို့ပြောတယ်အဲ့တော့အတိအကကလက်ရှိစောင်းစီအရေးသွင်းတဲ့အမျိုးအစားတွေမှာလိမ်လည်ရောင်းချတဲ့သူတွေကိုအမြင့်ဆုံးဒဏ်ငွေ350ရေနောက်ပြီးတော့ထောင်တန်၃နှစ်အထိကိုပြစ်ဒဏ်တင်နိုင်တယ်တဲ့အဲ့တော့ပထမကတော့အရင်ဆုံးပေါ့နော်ဒီထုတ်လုပ်တဲ့သူတွေကိုတတိပေးသွားမယ်ဒါပေမဲ့အဲ့လိုတတိပေးနေတဲ့ကြားထဲမှာထပ်ပြီးတော့ရောင်းချမယ်ဆိုရင်တော့ခုနပြောတဲ့အတိုင်းအရေးယူပြီးတော့ဆောင်ရွက်သွားမယ်ဆိုပြီးတော့မြန်မာနိုင်ငံ ငယ်စီကုံတန်နဲ့ဒီစီလုံငန်းရှင်များအသင်းကနေပြောတာအဲ့တော့ဒါတွေကအဖြစ်များဆုံးပေါ့အဓိကအဲ့လိုအမှုတွေရာဆိုလို့ရှိရင် AR တိုင်းမှာဆိုရင်အများဆုံးဖြစ်တယ်တဲ့အရေးအသေးမပြည့်မီတဲ့ DC တွေရာဆိုလို့ရှိရင်ကင်ဆာအထိအောင်ဖြစ်နိုင်တဲ့အတွက်ကြောင့်အခုလိုမျိုးထိထိရောက်ရောက်အရေးယူရတာပါလို့ပြောတယ်ပြီးတော့ဒီမှာရေးထားသေးတယ်မြန်မာနိုင်ငံမှာဆိုရင်စီဆက်ရုံအများဆုံးရှိတယ်ပေါ့နော်မန်လေးတိုင်းအပါအဝင်သခိုင်းမကွေပဲခူးရှမ်းပြည်နယ်တောင်ပိုင်းရန်ကုန်နဲ့ AR မှာရှိတဲ့ဆက်ရုံတွေမှာဆိုရင်တဲ့60ရာခိုင်နှုန်းခန့်ရက်ထားရတယ်တဲ့မမှန်ကန်ကန်ရောင်းချတဲ့စီ င်းမှတ်တစိ20ကျော်ပဲရှိတယ်ပေါ့အဲ့တော့ရထားတဲ့စက်ရုံတွေကကြည့်ရတာဒါအတုတွေများလှုပ်လို့ဖြစ်မယ်နော်အဲ့ဒါကြောင့်အခုလိုမျိုးရထားရတာပေါ့အဲ့တော့အတိမတ်ပြုလက်မှတ်ရရှိထားတဲ့စက်ရုံပေါင်းက15ရုံခန့်ပဲရှိတယ်တဲ့တရားမဝင်ထုတ်လို့ရောင်းချနေတဲ့စီတစိ်ပေါင်းကကြတော့100ကျော်အောင်ရှိရလို့ပြောတယ်အဲ့တော့ကြောက်စရာကြီးနော်ဟိုပဲစီတပိပါကိုသူကဒီစောင်းစီငါငါပိပါလောက်နဲ့သူကရောပြီးတော့ရောင်းတာပေါ့နော်ကမီကယ်တွေတုံးပြီးတော့ပဲစီဆိုပြီးရောင်းတယ်တဲ့အဲ့လိုမျိုးသူတို့ကရောင်းတဲ့အခါမှာလည်းအဓိကသူတို့ကပဲစီစီကလည်းနေနေပဲထည့်ထားတာပေါ့တခြားအားတွေထည့်ထား တဲ့အတွက်ကြောင့်ဈေးနှုန်းကလည်းအရန်တက်တာတဲ့အဲ့တော့မှန်မှန်ကန်ကန်တကယ်အစ်စ်ကိုရောင်းနေတဲ့သူတွေနဲ့ဈေးနှုန်းပြင်းရှင်တဲ့ခါကျမှတော့ကြာတော့ပေါ့နော်လူတွေကလည်းဈေးသက်သာတာကိုပို့ပြီးတော့အားပေးတယ်အဲ့တော့တကယ်လည်းမှန်မှန်ကန်ကန်ရောင်းနေတဲ့သူတွေအတွက်လည်းနစ်နာတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်အခုဆိုလို့ရှိရင်တော့ဒီမှာရန်နာလိုက်ရတဲ့စီဆက်ယုံတွေကတော့အများကြီးပဲလို့ပြောတယ်အဲ့တော့ဒီသတင်းလေးကတော့သတင်းကောင်းပါနော်ဟုတ်တယ်ဒါသတင်းကောင်းလို့ပြောလို့ရတယ်နော်ဟုတ်တယ်ဒါပြည်သူတွေရဲ့စံမှန်ရေးအတွက်ကိုပေါ့နော်အခုလိုမျိုးပြုလုပ်ပေးတာတကယ်ကောင်းတယ်နော်ဟုတ်တယ်ကဲဒီတစ်ခါစဉ်ပြောမယ့်အကြောင်းအရာကြတော့ဘာလဲဆိုတော့ဒူဘိုင်းကဒီပေါ့နော်ဈေးအကြီးဆုံးဈေးခံ တိုက်ခန်းအကြောင်းပြောဦးမယ်။ဒီတော့ဒီဈေးခန်းတိုက်ခန်းကဘယ်လောက်ထိဈေးပေါက်နေလဲဆိုတော့ဒေါ်လာ54.4တန်းအထိပေါက်ဈေးဖြစ်နေတယ်တဲ့။ဒါမြန်မာငွေနဲ့စာမယ်ဆိုရင်မြန်မာငွေကျပ်3.8သိန်းနေပါတဲ့။ဆိုတော့ဈေးတော်တော်ကြီးတာပဲเนาะ။ဟုတ်ဟုတ်တယ်။ဒီတော့ဒီဈေးခန်းတိုက်ခန်းနဲ့ပတ်သက်ပြီးတော့ပြောထားဆိုရင်ဒီဈေးခန်းတိုက်ခန်းကအခုဒီဘာလို့သူတို့ဈေးသာတတ်မှတ်ချက်ရှိတာအခုဒီဆောက်လို့ရလုံးဝမဆရသေးဘူးတဲ့။ပေါက်ဈေးသာပြောထားတာပေါ့เนาะ။ဒီတော့ဒီဆောက်လို့ရကမနေရတော့ဒီတိုက်ခန်းအခုဒီရဆရာမဆောက်ရသေးဘူးတဲ့။ဒါပေ ပေမဲ့ဒီအဆောက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါအမှားစာကြီးလည်းအများကြီးပဲတဲ့သူက25ဓာတ်ရှိတယ်အဲ့ဒီအဆောက်ကပေါ့နော်နောက်ဒီစိန်ခန်းတိုက်ခန်းမှာဆိုရင်အခန်းတစ်ခန်းမှာအိတ်ခန်းကျယ်ကြီးပဲ၈ခန်းလောက်ပါတယ်နောက်ပဲရေကူးကန်ပါတယ်ရေပူစမ်းပါတယ်နောက်ကားခိုတောင်နောက်အိတ်အကူအတွက်အခန်းဆိုပြီးတော့တည်ထန်ထားတာတည်တယ်အဲ့လိုအခန်းကြီးအကုန်ပါတာပေါ့နော်ဟုတ်တယ်ဟုတ်တယ်နောက်အကျယ်ကြီးပဲအဲ့မှာဆိုရင်ဘလောက်အကျယ်ရှိလဲဆိုတော့အိတ်အကျယ်က student pay ရဲ့၄2000 489လောက်ရှိရဲ့အကျယ်ကြီးပဲပေါ့နော်နောက်ပြီးအဲ့ဒီအပြင်ကိုဒါဟို ုတကယ်ဟောပေါ့နော်ကျယ်ဝန်းတဲ့လာသားဆောင်တွေဒါတွေလည်းပါအောင်မယ်တဲ့ဒီတော့ဒါဒူဘိုင်းမှာဆိုရင်ဈေးကြီးဆုံးတိုက်ခန်းဆိုပြီးတော့ဆက်ညီတင်ခဲ့တယ်တဲ့အရင်တော့ကတော့အဲ့လိုမျိုးဈေးကြီးဆုံးဆိုင်ခန်းတိုက်ခန်းဆိုပြီးတော့ရှိခဲ့တယ်ဒါကကြတော့ဒေါ်လာ16.3တန်းနဲ့တော့ရောင်းထွက်သွားတာပေါ့နော်ဒီတိုက်ခန်းကတော့ဒါပေမဲ့အခုဟာကကြတော့ပို့ပြီးတော့ဈေးကြီးနေပြီဒေါ်လာ54.4တန်းထိဈေးပေါက်နေရဆိုတော့เนาะဒါကတော့ဒူဘိုင်းဘက်မှာဆိုရင်သူတို့ဘက်မှာဆိုရင်ဒါကတော့ချမ်းသာတဲ့ဒါပေါ့နော်တထေးဆိုတာအများကြီးရှိရပေါ့နော်ဒါသူတို့အနေနဲ့ဒါငွေကြေးငွေကြေးနဲ့ပတ်သက်ပြီးတော့ဖောင်းပွား င်းမှုတွေရှိလားတော့မသိဘူးဒီလိုတိုက်ခိုင်းရင်စားလို့နိုင်နေဆိုတာစားလို့ပြီးဆိုရရဲကဒါဝယ်မဲ့သူရှိလို့တို့ဈေးကွက်မြင်လို့စားလို့တာပေါ့နော်ဟုတ်ချမ်းသာတဲ့သူကြလာရင်ချမ်းသာလိုက်တာမတရားဒါကြောင့်လည်းဈေးကြည့်နေတော့တိုက်ကန်ဟုတ်တယ်ဟုတ်တယ်ကဲအခုဆက်လက်ပြီးတော့ဟိုကတင်းလေးနောက်တစ်ပုတ်ပေါ့နော်ဒါကနည်းနည်းလေးဆန်းနေဗာလဲဆိုတော့စပိုက်ဒါမန်ကိုတဲ့ကြားမှမရွေပေါ့နော်ချစ်တက်သူတယောက်အဖြစ်တဲ့ဖန်တီးဖို့ဒါအန်ဒရူးကာဖီကတောင်းဆိုလိုက်တယ်ဆိုတဲ့အကြောင်းရ။အော်ဘာဖြစ်လို့လဲ။ဟုတ်တယ်နော်ဒါနည်းနည်းစိတ်ဝင်စားဖို့ကောင်းနေပြီ ။ဘာဖြစ်လို့လဲဆိုတော့ဒါစပိုင်ဒါမန်တယုတ်ဆောင်ဟောင်းတယောက်ဖြစ်တဲ့အန်ဒရူးကာဖီကဆိုရင်စပိုင်ဒါမန်စက်ကောင်ကိုတဲ့ယောက်ျားစစ်စစ်ပေါ့နော်ယောက်ျားစစ်စစ်ကြီးဖြစ်နေပဲမဟုတ်ပဲねဒါကြားမှမရွေးချစ်တတ်တဲ့ဒါလိန်မခွဲခြားသူတယောက်ဖြစ်ဖန်တီးဟိုအဲ့ဒါမင်းကလေးလက်ချက်ရတော့ဟုတ်တယ်သူကဒါဟောလိဝုဒ်ဒါရိုက်တာတွေကိုသူကတောင်းဆိုလိုက်တာတဲ့အေးပေါ့ ဒါ Amazing Spider-Man 1နဲ့2မှာပေါ့နော် Spider-Man အဖြစ်ပါဝင်တယုတ်ဆောင်ခဲ့တဲ့ Andrew Garfield ဆိုရင် Hollywood အတိုင်းဝိုင်းကလူတွေရတဲ့ဒါ Super Hero ဇာတ်ကောင်တွေကိုမူလပုံစံတွေကနေပေါ့နော် ခွဲထွက်ဖို့သူကဖန်တီးဖို့စိုးရွံ့နေကြတယ်ဆိုပြီးတော့သူကဝေဖန်လိုက်သေးတယ်။ဘာကြောင့်ပေါ့နော်ကျွန်တော်တို့ကြောက်နေကြတာလေတဲ့ဘာကြောင့်ကျွန်တော်တို့ကဒီပုံစံအတိုင်းကြီးပဲဖြစ်နေရမှာလဲပေါ့နော်ယောက်ျားမဟုတ်ရင်မိန်းမပဲဆိုတာမျိုးကြီးပဲဘာကြောင့်ဖြစ်ရမှာလဲဆိုပြီးတော့သူကပြောကြလိုက်သေးတယ်။အော် ဒါအန်ဒရူးဂါဗီယာဆိုရင်2013ခုနှစ်ကဲရလဲသူကစပိုက်ဒါမန်ကိုတဲ့လိန်တူချင်းကြိုက်တဲ့သူတယောက်အဖြစ်ဖန်တီးဖို့သူကတိုက်တွန်းခဲ့ဘူးသေးတယ်။ကြာပြီတိုက်တွန်းနေရနော်။သူကဘာပြောသေးလဲဆိုရင်ဘာလို့သူကမင်းမရှာမဖြစ်နိုင်ရမှာလဲတဲ့။ဘာလို့သူကယောက်ျားလေးချင်းမကြိုက်နိုင်ရမှာလဲဆိုပြီးတော့လဲထထောင်ပြောဆိုခဲ့သေးတယ်ရှင်။ဩသူပြောရတယ်နော်။ သဘောတူအောင်မယ်ဆိုဟီးရိုးတွေအကုန်လုံးတော့တကြဟိုယောက်ျားလေးတွေကလည်းဟိုယောက်ျားလေးချင်းချင်းကြိုက်အော်ရှုပ်ကုန်မယ်နော်ရှုပ်ကုန်မယ်အဲ့ဆိုရင်သူ့ကိုပြန်မေးရမယ် तू ကဘာဖြစ်ချင်တာလဲ तू ကသူ့ကိုသူဝန်ခံလိုက်တာလားတော့မသိဘူးဘာလို့ဖြစ်တာလဲလို့မေးရဖြစ်တယ်မှာပဲဖြစ်ချင်လဲဟုတ်တယ်ကြိုက်တယ်လို့ဖြစ်သွားမယ်ဆိုကြိုက်တော့ကြိုက်တဲ့နှင်းစီကိုင်နေဖြစ်နေရဲ့ကိစ္စအောင်နော်ဟုတ်တယ်နော်ကိုကိုကိုအဆုံးရှုံးခံလိုက်တာပေါ့ဟုတ်ပါကဲဒါဆိုရင်တော့ထင်ကြပါစို့နော် ခေတ်ပြုံမယ့်အစီအစဉ်ကိုခဏလောက်ရန်နာခွင့်ပြုပါတရင်ကြောင်းအောင်ဆုံးလေးနဲ့နောက်တစ်ခေါက်ပြန်လာခဲ့ပါဦးမယ်ရှင်